အဲ့ဟာအကောင်းဆုံးဥပမာပဲကောလင်းဟာအကောင်းဆုံးဥပမာပဲမပိုင်မင်းနဲ့သွားလို့တဲ့ခါကျတော့ခံရတာပေါ့ဒါပေမဲ့မခံဘူးပေါ့နော်မရဘူးပေါ့အဲ့တော့ဟိုကိုလှုပ်ချင်တိုင်းလှုပ်လို့မရပါဘူးနော်ဟို theory တွေဘလောက်ကောင်းကောင်းဒီလက်တွေ့မှာကိုယ့်ဘက်မှာလုံလောက်တဲ့ပစ္စည်းမရှိတဲ့ခါကျရင်လောကကြိုင်ရတာခက်တယ်ဥဆောင်မှုအခန်းကဏ္ဍကလည်းကျွန်တော်တို့ကသဘောထားအမျိုးမျိုးကွဲနေတယ်အဓိကက ဟိုကိုလုံးမကိုဖြစ်မယ်ဆိုတဲ့ဟိုတယောက်တစ်ပေါက်တွေထားထောင်နေကိစ္စတွေရှိတယ်ဟုတ်အော်ဗမာတက်ဆိုပြီးထားထောင်တာအခုပဲ၄တက်၅တက်ရှိနေပြီအဲ့လိုထောင်တာလည်းမကောင်းဘူးလားလို့မေးရင်ကောင်းတယ်ဒါပေမဲ့အဲ့ဓာတွေအလုံးကိုတူတူငါသမင်းမဖြစ်ပဲစူးစီးဆောင်ရွက်မှုလိုအပ်တယ်အဲ့တော့ NUG ကလဘကြီးအုပ်ထားတာမဟုတ်ပဲ NUG ကိုအစိုးရအနေနဲ့တိမှတ်ပြုပြီးပူးတွဲဆောင်ရွက်ဖို့လိုအပ်တယ်အဲ့တော့ NUG ကိုပါကိုကမလုံမုံတားမလုံမလုံမုံတားပုံစံနဲ့ငါတို့အသိမှတ်မပြုဘူးလို့သွားရင်တော့ဒီဒေါ်လာရေးကြီးဟာ ကြိုးကြောင်ဖြစ်ပြီပဲအဲ့တော့ဟိုဟိုပြောချင်တာကအခုမှဒီຫນွေဥဒေါ်လာကြီးကမှပေါ်လာတဲ့လက်နက်ကြိုင်တွေမြန်မာနိုင်ငံမှာနိုင်ငံကြီးတမိုင်းလည်းမရှိပါလည်းမရှိပါဗျာအထပေါ်လာပြီးမှ NGO ကိုအတိမတ်ပြပြဖို့ထားလုပ်တယ်ဆိုရင်တော့အဲ့ဒါပြဿနာရှိတယ်ပေါ့အဲ့တော့အဲ့တော့လက်တွေ့မြေပြင်မှာတုတ်ပြန်မှုဆိုတာမြေပြင်မှာရှိတဲ့ဥဆောင်နေတဲ့လူတွေကမြေပြင်မှာရှိတဲ့သူများနဲ့ပူးပေါင်းဆောင်ရွက်မှုဘယ်လောက်ရှိသလဲပြီးတော့တခါသူတို့ရဲ့အသိတရားနဲ့ ဟိုဘက်အပေါ်ကစဉ်းစားတဲ့အသည့်တရားနဲ့ကွာဟာချက်တွေကိုဘယ်လိုရှင်းပြနိုင်မလဲအရေးကြီးဆုံးတစ်ချက်ကမယုံတာဥပမာကရင်ပြည်နယ်ကတပ်တွေကို MOD ကစကိုင်းကိုဘကိုးကိုရွှေ့ခိုင်းရင်သူတို့မရွှေ့ခြင်းဘာကြောင့်လဲအိမ်မှာသူတို့ဘဝလုံခြုံမယ်လို့မယုံကြည်လို့ပေါ့သူတို့လက်ခုရှိနေတဲ့အထိုင်မှာကသူတို့တက်ဘူလုံခြုံတယ်လို့သူတို့ထင်လို့ပေါ့အဲ့တော့အဲ့ဒါမျိုးစဉ်းစားသုံးသပ်ပုံလေးတွေရှိတယ် ဲ့တော့နေရာအစ်စ်ကိုအစ်စ်အစ်စ်ထွင်ပြီးတော့သွားပြီးတော့အခြေချဖို့မစဉ်းစားကြင်ကြဘူးကိုရှိနေတဲ့အထိုင်လေးတွေမှာပဲအေးဆေးနေပြီးသွားကြင်ကြတယ်ဒါမျိုးလေးတွေလည်းစဉ်းစားတဲ့လူတွေကစဉ်းစားပုံရှိတယ်အဲ့တော့အဲ့တော့လက်တွေ့မြေပြင်နဲ့ကန့်ကြီးစွာတုံ့ပြန်မှုရှိဘူးဆိုတာပြောစရာအများကြီးရှိတယ်။သီအိုရီကပြောရင်တော့အများကြီးရှိတယ်။အဲ့တော့ရှိနေတဲ့အဟာအနေထားကိုရှိနေတဲ့အနေထားတိုင်းအကောင်းဆုံးပူးပေါင်းဆောင်ရွက်မှုရှိအောင်လုပ်နိုင်တာကအကောင်းဆုံးဖြစ်မယ်။ ပြောချင်တာကဒီစစ်ရေးစစ်ရာကတသက်ဒီတိုက်ခိုက်နေတာကတသက်ပေါ့နော်အဲ့တော့ဟိုဟို NUG ရဲ့ဥဆောင်မှုကိုအုပ်ချုပ်ရေးနဲ့စစ်ရေးကိုခွဲမြင်ဖို့လိုတယ်အုပ်ချုပ်ရေးရန်တရားကစစ်နိုင်ပြီးမှဖြစ်တဲ့ကိစ္စအဲ့ဒါကဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်ဒီမိုကရေစီအစိုးရပဲအုပ်ချုပ်အုပ်ချုပ်နော် UK နိုင်ငံမှာပဲအုပ်ချုပ်အုပ်ချုပ်အမေရိကန်မှာပဲအုပ်ချုပ်လက်ရှိဒေါ်နန်ထရန့်နဲ့ဂျိုးဘိုက်ဒန်တို့ဟိုဒီအငင်းပွားနေသလို UK မှာလည်းအငင်းပွားနေတာပဲ အုတ်ချွေရည်ရန်နေရာကတော့ဘဲခစ်ဘဲကလာမှာပဲဖြစ်ဖြစ်နော်စစ်ပွဲမဟုတ်ရင်လည်းအငင်းပွားမှာပဲအဲ့တော့အဲ့ဒီအငင်းပွားစရာရှိတဲ့အုတ်ချွေရန်နေရာကိုထောက်ပြပြီး NUG ကိုအားနေအောင်လုပ်နေတာမျိုးကလည်းအဓိပ္ပာယ်မရှိဘူးနော်အဲ့တော့ဟိုအဓိကကစစ်နိုင်အောင် တိုက်ဖို့ကဥဆောင်နေတဲ့လူတွေရဲ့ပြတ်သားမှုရဲ့လုံရဲကန်ရဲ့ရှိမှုရဲ့ပူပေါင်းဆောင်ရွက်နိုင်အောင်နှိမ့်နိုင်ဆောင်ရွက်နိုင်တဲ့အရေးချင်းရှိမှုရဲ့သူတို့မှလုံလောက်တဲ့ ငွေကြေးရှိဘူးရေလုံလောက်တဲ့ပံ့ပိုးမှုတွေရှိဘူးရေဒီအချက်တွေအားလုံးကအများကြီးမူတည်နေပါတယ်အဲ့တော့အခုမှပေါ်လာတဲ့ကျွန်တော်တို့ဒေါ်လာရေးတက်ဖွဲ့တွေနဲ့မူရင်းရှိနေတဲ့တိုင်းသားလက်နက်ကင်များနဲ့နှိမ့်နှိုင်းဆောင်ရွက်ဖို့လည်းလိုအပ်ပါတယ်အဲ့တော့အဲ့ဒီရှိနေတဲ့တိုင်းသားလက်နက်ကင်များကလည်းသူတို့သူတို့ရဲ့မူရင်းအခြေခံအကြောင်းတရားတွေကြောင့်ပူပေါင်းဆောင်ရွက်လို့ရတာရှိတယ်လို့မရှိမရတဲ့လူလည်းမရတဲ့အတွက်အဲ့ဒါကိုအကောင်းဆုံးနည်းနဲ့ပဲကျွန်တော်တို့ဆက်သွားမှာ ဒါကြောင့်လက်တွေ့မြေပြင်ဆိုတာဘာကိုဆိုလိုချင်တာလဲလက်တွေ့မြေပြင်ဆိုတာစစ်ပွဲတိုက်နေတာကိုပြောချင်တာအဲ့တော့စစ်ပွဲတိုက်နေတယ်ဆိုတာအဲ့ဒီမြေပြင်မှာသူတို့အစစ်စစ်ခန့်ထားတဲ့လူတွေရှိနေပြီးသားမြေပြင်မှာကိုရှိနေတာအဲ့တော့မြေပြင်ကနေပြီးတဲ့ပဲပူပေါင်းဆောင်ရွက်နေကြတာပဲဘာကြောင့်အဓိကကပါလဲပတ်စံပဲပတ်စံမလုံလောက်တဲ့ခါမှာတရားတရားငင်းပွားကြတာပါပဲအဓိကကတော့ဒီလိုပဲကျွန်တော်တို့မြင်နေခေါင်းဆောင်ရေးချင်းနေလိုအပ်တယ် KIA ကနုကြည်အောင်မဝင်တာမဟုတ်ဘူးဝင်တယ်။ KIA ဥဆောင်နေတာဒီအမှတ်တစ်စစ်ဒေသဒါပေမဲ့ဒီတရုတ်နဲ့ဆက်ဆံရေးအနေအထားတွေရှိလို့သူ သူဒေသကိုလည်းသူ အပိုင်မရသေးလို့ဒါတိလို့သွားနေတာပေါ့။အဲ့ဒါမျိုးကျွန်တော်ပြောတာနားလည်မှုတွေရှိရမှာ။နုကြည်အောင်ဝင်တာမဟုတ်ဘူးညာ။ KIA နဲ့နုကြည်နဲ့အတူတူပဲဆောင်ရွက်နေတာ။ NUG ကစီးရေးမဆောင်ရွက်နိုင်သေးတာမဟုတ်ဘူး။ NUG NUG မှာလုံလောက်တဲ့ စိတ်လက်နဲ့ပြည့်စုံမရှိတာအန်ယူဂျီကဝန်ကြီးများပြေတော့ဝင်ပါလားဆိုဝင်ပါပေါ့မဝင်လို့မှမရတာမဝင်ကျင်တဲ့လူတွေနှုတ်ထွက်ရမှာပဲဝင်ရမှာဝင်ရတော့မှာဝင်ရမယ့်အချိန်ကြပြီမဝင်ကျင်တဲ့လူတွေနှုတ်ထွက်ရတော့မှာမဝင်ကျင်တဲ့ဝန်ကြီးဌာနတွေဖြတ်သိမ်းရမှာဒါ energy reform လုပ်ဖို့တဲ့ဒါပထမခြေလှမ်းလို့ပဲကျွန်တော်ကယူကြည့်တယ် နိုင်ငံတကာမှာသမရကြီးပြောတဲ့စကားအမှန်နိုင်ငံတကာမှာအချိန်ပေးတာလုံလောက်သွားပြီနိုင်ငံတကာလည်း NGO ကြောင်းတည်သွားပြီနော်မနေ့ကဆိုရင်ဒါ ABC ABC ocean new ဌာနနဲ့ပတ်သက်ပြီးဒါမင်းအောင်လိုင်ဝရမ်းကိစ္စနဲ့ပတ်သက်ပြီးဒါဟိုအင်တာဗျူးတစ်ခုမှာကုလမဆိုင်ရာဒီအကြံပေးတယောက်ပြောသွားတာသူက NUG အစိုးရပေါ့အမျိုးသားညီညွတ်ရေးအစိုးရဆိုပြီးတော့ထုတ်သုံးသွားတယ်အမျိုးသားညီညွတ်ရေးအစိုးရက ICC ကို ဒီ road statue ကိုလက်မှတ်ထိုးတဲ့ကိစ္စပေါ့နော်သူအဲ့ဒါတွေပါထည့်ပြောသွားတယ်အပြောချင်တာက NUG ကနိုင်ငံတကာအဖွဲ့အစည်းအနေနဲ့အသိမှတ်ပြုထားပြီးသားတာနိုင်ငံကြီးအသိမှတ်ပြုတာမပြုတာသူတို့ကိစ္စအဲ့တော့ NUG ကနိုင်ငံရေးရပြပမှာအများကြီးဘာမှလုပ်စရာအလုပ်မရှိတော့ဘူးအခုသူတို့ရတာတဲ့အဆက်အသွယ်ကနေတစ်ဆင့်ပြည်တွင်းကနေပဲသွားရတော့မှာပြောချင်တာကမပြောင်းကျင်တဲ့လူနှုတ်ထွက်တော့ပဲဒါက မရကြီးရဲ့စကားကဒီအိဗယ်ပဲတက်ရောက်တယ်အဲသူ့ကို ICC ကဝရမ်းထုတ်တာနဲ့ NUG ကိုနိုင်ငံတကာကပို့ပြီးအသိမှတ်ပြုနိုင်တယ်ဘာမှမဆက်ဆက်ပါဘူးဒါဒါကတကန်သားစီပါသူ့ကိုသူ့ကိုဝရမ်းပြေးလောက်တာသူကိစ္စဒါသူရာဇဝမှုကိစ္စနော် NUG ကိုအသိမှတ်ပြုခြင်းမပြုခြင်းကသူတို့တနိုင်ငံချင်းရဲ့နိုင်ငံခြားရေး policy နဲ့ပဲဆိုင်ပါတယ် စစ်ကောင်စီကကြတော့တဖွဲ့တည်းတရားတည်းဆုတ်ဆက်ခံမနေဘူးမှန်ပါတယ် KAI KAI နဲ့ KNU ကအဓိကအမာခံပါနော် NUG နဲ့ပူးပေါင်းနေတဲ့အမာခံပါနောက်တစ်ခုက KNPP အမာခံပါနောက်တစ်ခုက KNF အမာဟုတ်ပါတယ် CNF ကအမာခံပါဒါအမှန်တရားပါ ဲ့ဒီကျွန်တော်ပြောတဲ့ပတ်စံကလှူလို့မရပါဘူးလူကြီးမျိုးတို့မလှူနိုင်ပါဘူးလူကြီးမျိုးတို့လှူတဲ့ပတ်စံလောက်နဲ့ဒီမင်းလောင်နိုင်အောင်တိုက်လို့မရပါဘူးအဲ့လိုပြောလို့လှူမဲ့လူတွေကို စော်ကားပြောဆိုနေတာမဟုတ်ဘူးခင်ဗျာလူကြီးမျိုးတို့လှူတဲ့ဒီအခုဒီ ICO ရောင်းတာဒေါ်လာ100တန်းရဖို့မနေရောင်းနေရတာဒေါ်လာ100တန်းဟာစီးရေးမှာဘာမှမရှိဘူး NUG ကကွက်ကိုရှာအောင်မှာအဲ့တော့ အခုအများတိုက်ခိုက်နေတဲ့အလှူကံပတ်စံကြောင့်ဖြစ်နေတဲ့ပြဿနာမဟုတ်ဘူးအဓိကဖြစ်နေတဲ့ပြဿနာဟာပတ်စံဘလို့ရှာမလဲအဲ့ဒါကို NUG ကပြည့်ပြတ်သားသားစဉ်းစားရတော့မှပြောချင်တာကပတ်စံအဲပတ်စံရှာဖို့လိုအပ်တယ်အဲ့ဒါအဓိကပဲဟိုအဲ့လိုပြောလို့လှူကံတဲ့လူတွေကိုဘယ်နည်းဖြစ်အောင်ဟို NUG ကဟိုပြည်သူတွေကဟို NUG ကိုမယုံလို့အဲ့ဒီစကားတွေကအခုတော်လိုင်းကြီးမှာပွဲပွဲမတိုးပါဘူး အခုအဓိကပြည်သူလှူတာနဲ့မဆိုင်ဘူးပြည်သူလှူတာကဘသူမှလည်းဒေါ်လာတန်းထောင်နဲ့ချီမလှူနိုင်ပါဘူးကျွန်တော်တို့ရှိတာက NUG ကကျွန်တော်ပြောသလိုပဲလမ်းလျှောက်လို့ရအောင်ကျွန်တော်တို့ကပဲ့ထိန်ပေးတာပဲရှိတယ်သူချီလေသူလမ်းနဲ့သူကသူလမ်းထားလျှောက်အောင်မှာကျွန်တော်ပြောချင်တာကကျွန်တော်တို့ပံ့ပိုးပေးနေတဲ့ပတ်စံတွေကျွန်တော်တို့ပြရတဲ့ပတ်စံတွေအခုကျွန်တော်တို့ဘုန်းဝင်နေတာတွေဒါတွေအားလုံးဒီ ဟိုလမ်းမလျှောက်တဲ့ခါစားကလေးကိုမရင်လဲအောင်လျှောက်ပေးတာပဲရှိတယ်။တကယ်တမ်းသူ့အတူလျှောက်ပြီးသူ့အတူသွားကျင်တာသွားဖို့ကသူ့ပတ်စံသူရှာနိုင်ရမှာ။အဲ့တော့ NUG မှာအဲ့လိုမျိုးပတ်စံရှာနိုင်တယ်ပြက်ပြက်သားသားလှုပ်ရဲတဲ့ခေါင်းဆောင်တွေခံရတော့မှာ။ဒီသူ့အလူငွေဟာ NUG အတွက်အသက်ရှင်ဖို့လောက်ပဲရှိတယ်။မြောက်နိုင်ကိုနိုင်ဝတိုက်ဖို့အတွက်မလုံလောက်ဘူး။ဒါအဖွင့်လင်းဆုံးပြောတာ။အဲ့တော့ ဟိုအဲ့ဒါအဲ့အဲ့လိုမျိုးမြင်အောင်သိထားရင် NUG ကိုဟိုခေါင်းဆောင်အသုံးမကျလို့မလှူဘူးဆိုတဲ့စကားအော်တိုမက်တစ်ပယ်ပြီးသားပဲပြောချင်တာကဘယ်သူမှလည်းအများကြီးမလှူနိုင်ဘူးဗျလူတိုင်းလူတိုင်းကဆင်းရဲနေတာတော်လိုင်းရေးမှာအဓိကပါနေတဲ့လူတွေအားလုံးကတထေးတွေမဟုတ်ဘူးဗျမြမပြေမှာရှိတဲ့ကြီးကြီးတဲ့ချမ်းသာတဲ့လူတွေကမင်းအောင်လိုက်ဘက်မှာရှိတာရန်ကုန်မြို့ကလူတွေပဲကြီးလိုက်စီးပွားရေးသမားအားလုံးဒီမင်းအောင်လိုက်ဘက်မှာတော့မရှိရင်တော့တော်လိုင်းရေးဘက်မှာတော့မပါဘူးသူတို့ကြားနေနေတယ် တကယ်လှူနိုင်တန်းနိုင်တဲ့ဒေါ်လာသိန်းနဲ့ချီတောင်းနဲ့ချီလှူနိုင်တဲ့လူတွေအားလုံးကပြည်တွင်းမှာပဲရှိနေတယ်